ဈေးထဲမှာငါရောင်းရင်ဘဝကိုဖျက်ဆီးခဲ့ရပေမယ့်အခုချိန်မှာခိုင်နှင်းဝင်တဲ့တွဲရရတဲ့အထိအောင်မြင်တဲ့မင်းသားတစ်လက်ဖြစ်လာတဲ့ရှယူပရိသတ်များလုံးမဲ့မင်္ဂလာပေါင်းမာတပန် page ကနေကြွဆိုလိုက်ပါတယ် ကချင်တိုင်းရင်းသားမင်းသားတလက်ဖြစ်တဲ့တရုတ်ဆောင်ရှက်ရွတ်ကတော့အခုလက်တလောနှကန်းဒီမာလေးတွေခြေထဲမှာခစ်စားနေတဲ့မင်းသားတလက်ဖြစ်လာခဲ့ပါတယ်။မင်းသားရှက်ရွတ်ရဲ့မိမိုက်တဲ့ body အချို့စားနေကြွေဆင်းနိုင်လောက်တဲ့ရုပ်ရည်ကြောင့်အခုခေတ်ကောင်မလေးတွေခြေထဲမှာအသေးဆွဲဖြစ်နေခဲ့ပြီးတော့မင်းသမီးကြီးခန်းနေဝေနဲ့ဇာကားတွဲရဲရတဲ့အထိအောင်မြင်လာခဲ့တာပဲဖြစ်ပါတယ်။တကယ်တော့မင်းသားရှက်ရွတ်ကအခုလိုနမဲကြီးမင်းသားတလက်မဖြစ်ခင်မှာတော့ဈေးထဲမှာငှက်စိန်၊ကုန်စိန်တွေကိုရောင်းရတဲ့တာမန်အခြေခံလူတန်းစားတယောက်ဖြစ်ခဲ့ရပါဘူး။ ငါတွေကိုကိုယ်တိုင်ခုတ်ထည့်ရောင်းရဲတဲ့ဘဝကိုဆင်းဆင်းရဲရဲဖျက်ဆီးခဲ့ရတာဖြစ်ပါတယ်။အဲဒီနောက်မှာတော့အခုလိုအဆင်မပြေတဲ့ဘဝတွေကနေစူးစမ်းရုံထွက်ရင်းနဲ့ဝါသနာပါရအနုပညာလောကတွေကိုဝင်ရောက်လာခဲ့တာပါ။2022ခုနှစ်လောက်မှာတော့တရုတ်ဆောင်ရှယူးကိုဘက်သက်တီကစတင်3ထားမိလာပြီးအင်တာဗျူးတွေဖြေဆိုလာရတာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ရှယူးကတရုတ်ဆောင်မီမီကိုကိုစိုဖီးသစင်တို့လိုနမည်ကြီးထိတ်တန့်မင်းသမီးတွေနဲ့စတင်ရိုက်ကူးလာခဲ့ရပါတယ်။ရှယူးဟာ2022ခုနှစ်ဝင်းကျင်ကလေးကအနုပညာလောကတွေမှာချင်းလင်းနေပြီဖြစ်ပေမဲ့ထင်သလောက်တော့နမည်မရ သိပါဘူး music video တချို့နဲ့ကြောင်ညာတွေမှာတောင်ဝင်ရောက်တရုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ရှေယုကမဟာကထုံးလွှင့်နေတဲ့ရုပ်တံဇလံတွဲရီမှာပါဝင်လာနေရပြီးနမဲကြီးထိတ်တန့်မင်းသမီးကြီးဖြစ်တဲ့ခိုင်နှင်းဝင်နေပါတူတူတွဲဖက်တရုပ်ဆောင်ခွင့်ရလာခဲ့ပါတယ်ရှေယုကခုလက်ရှိထုံးလွှင့်ပြသနေတဲ့ယမန်ရုပ်တံဇလံတွဲထဲမှာမင်းသမီးကြီးခိုင်နှင်းဝင်နေအတူတူတွဲဖက်တရုပ်ဆောင်လာရတာဖြစ်ကောင်နှကန်းဒီမလေးတွေစီကအပိမှုတွေကိုထပ်ပြီးသိမ့်ပိတ်လာနိုင်ခဲ့တာဖြစ်ပါတယ်ယမန်ဇလံတွဲထဲမှာတော့ရှေယုကထင်မင်းလာကာရိုက်တာကနေပါဝင်တရုပ်ဆောင်ထားတာဖြစ်ပြီး သည့်ခိုင်နင်းဝေရဲ့မြို့သားနေရာကနေတရုတ်ဆောင်ထားခဲ့ရပါတယ်။ခိုင်နင်းဝေကတော့အဆိုပါဇက်ကားမှာအင်မတန်ချမ်းသာကြွယ်ဝတဲ့တထေးမကြီးမမကြီးဖြစ်ပတ်ဝင်တရုတ်ဆောင်ရတာဖြစ်ကောင်ရရူးအဖြစ်ထမင်းလာကတော့မမကြီးအိမ်ကကျွန်းအစီကံတယောက်ဘဝကနေမမကြီးရဲ့တော်ကောက်တာကိုခံရပြီးတထေးကြီးဖြစ်သွားခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ထမင်းလက်တဖြစ်လေရရူးကမမကြီးနဲ့လက်ထပ်ပြီးရနောက်မှာအိမ်ကကျွန်းအစီကံတပြေဆိုသူနဲ့ဖောက်ပြန်သွားတာကြောင့်အမလို့အမရဖြစ်ကဝေပန်တာရီလေးရှိနေတာဖြစ်ပါတယ်။ ကျွန်းအစီကံတယောက်ကိုဘလို့ပဲဘဝမြင့်မအောင် တော်ကောက်ပြီးဆွဲတင်ပါစေ။အချိန်တရင်တော့ကျွန်းချင်းပြန်ညားရည်ဆိုပြီးထင်မင်လက်ကရိတာပေါ်ဝေဖန်နေကြတာပေါ့။ဇလန်တွဲထဲကထင်မင်လက်ကိုဝေဖန်နေကြပေမဲ့လက်တွေ့ဘဝကရှယူကိုတော့ပြိသက်တီကအပိဝင်းရနေကြရဲ့ရှင်ရှယူရဲ့ရုပ်ရည်ယူပကကြောင့်ဇလန်တွဲထဲမှာဖောက်ပြန်ရတဲ့အပေါ်မှာတော့အမလို့အများဖြစ်ကနှမျောနေကြတာပေါ့။ဖောက်ပြန်တဲ့ကရိတာကြောင့်ပြိသက်အပိမှုပိုရလာတယ်ဆိုပေမဲ့ရှယူရဲ့မင်းကလေးပြိသက်တီကတော့မဖောက်ပြန်မဲမမကြီးကိုသာချစ်ခင်ပေးဖို့ထောက်ပြနေကြတာဖြစ်ပါတယ်။တချို့ကလည်းရှယူ ူးရဲ့ရုပ်ရှင်ကိုနှမျောတာကြောင့်ခိုင်နှင်းဝင်တယ်မလိုက်ဖက်ဖူးလို့တောင်စားနောက်ပြောဆိုတာတွေလည်းရှိပါတယ်။ရချင်းမင်းသားချော်လီရှေယူကတော့ရမတ်ဇလန်တွဲထဲကချင်းမင်းလာကာရိုက်တာမှာအသေးတန်အဖေးသူတွေရှိလာတဲ့အထိအောင်မြင်မှုတွေကိုရရှိလာခဲ့ရပါတယ်။တချင်ကတော့ငစိမ့်တဲ့၊ကုံစိမ့်တဲ့ဖြစ်ခဲ့ပေမယ့်အခုချိန်မှာတော့သူမတူအောင် ပြောင်းလဲမှုတွေရှိလာတာပါ။အမျိုးသမီးအချင်းငယ်မရွေးအဖေးချတာကြောင့်ရှေယူကတော့အေးချမ်းမောင်လို့အမျိုးသမီးတွေအသေးဆွဲမင်းသားတစ်လက်ဖြစ်လာနိုင်ခြင်းရှိပါတယ်။ ဒီလိုနမည်ကြီးမင်းသားတက်လက်ဖြစ်လာပေမဲ့ရှရူကတော့ဘဝမေးသူမဟုတ်ခဲ့ပဲအရင်ကငစိမ်းရောက်သူဖြစ်တာကိုလည်းအခုချိန်ထိအမှတ်တရအနေနဲ့ပြောပြနေစေပဲဖြစ်ပါတယ်။စိမ်းတဲ့ဘဝကနေနမည်ကြီးတယုတ်ဆောင်မင်းသားတက်လက်ဖြစ်လာတဲ့ရှရူကိုအဖေးချလာဆိုတာခုံးမမှာဖြစ်ပြခဲ့အောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။